အားလုံးမင်္ဂလာပါခင်ဗျားတို့ရဲ့အသေးချုပ်ပေးတော်လေးဖြစ်တဲ့ဖိလစ်ပိန်းဒူလေးနဲ့ထိုင်းနိုင်ငံကစားသမားတို့ရဲ့ပွဲကြောင်းကိုပွဲကြုံသုံးသပ်ချက်လုပ်ပေးချင်ပါတယ်ဒီပွဲကညီမလီလာမမလီလာရွေးရမယ့်ပွဲလေးဖြစ်ပါတယ်ဆိုတော့ကျွန်တော်ညီကိုတွေဘယ်သူကိုရွေးချင်မလဲကျွန်တော်ဗီဒီယိုကိုဆုံးထိချိန်မှရွေးချင်ဖို့တိုက်တွန်းချင်တယ်ပွဲစဉ်အသေးစိတ်ကိုတွားရအောင်ပါတော့ပွဲစဉ်အသေးစိတ်ကခုလာမယ့်နိုဝင်ဘာ27ရက်နေ့မှာကျင်းပမယ့် War Friday 5 134ပေါ့နော် အဲဒီတောက်ချာနေမှာချင်းမဖြစ်ပါတယ်။နေရာကတော့ဒီ Lumbinian Stadium ပေါ့နော်။ဘန်ကောက်မှာရှိတဲ့ Lumbinian Stadium မှာပဲချင်းပါမှာဖြစ်ပါတယ်။သူတို့နှုတ်ကဒီအထံမွေမွေထိုင်းစင်မအောင်မှာ row အောင်မှာပဲထိုးရမှာဖြစ်ပါတယ်။ဆိုတော့ကစားမားနှစ်ယောက်ရဲ့အကြောင်းကိုသွားကြည့်အောင်ပါ။ကျွန်တော်ရဲ့မမလေးရဲ့နာမည်အပြည့်စုံက Isley Erica ဖြစ်တဲ့ Philippines နိုင်ငံသားအကီလူမျိုးနဲ့ဖလပိုင်လူမျိုးနဲ့ဆက်ထားလို့တော့တည်တယ်ပေါ့နော်ဆိုတော့အသက်က25နှစ်ရှိတယ်။ အဲဒီအရက်ကတော့9ပေရှိတယ်153စင်တီမီတာလောက်ရှိတယ် chim gasis ကနေဖြစ်ပါတယ် one championship မှာ သူကစားခဲ့တဲ့ record ကအသုံးပွဲဖြစ်တယ်သုံးပွဲထဲမှာ3ချီစလုံးနိုင်တယ်အဲနှစ်ပွဲကတော့ဒီ decision နဲ့သွားတယ်တစ်ပွဲကတော့ဒီတိုင်ပွဲရဲ့ပေါ့နော်ဒီဟာနဲ့သူမအနေနဲ့အနိုင်ရတာဖြစ်ပါတယ်ပြန်ပဲထိုင်းကစားသမားရဲ့နာမည်က flow shampoo ဒါကျွန်တော်ဟိုအတန်ထွက်မှားတာလည်းဖြစ်နိုင်တယ်ပေါ့နော်အတူနာမေပေါ့နော်ဆိုတော့ထိုင်းလိုမျိုးဖြစ်တယ်အတက်ကတော့16နှစ်ပဲရှိသေးတယ်အဲသူ့ရဲ့အရက်က159စင်တီမီတာရှိတယ်ဆိုတော့မမလေးထက်အရက်ရှည်တယ်လို့ပြောလို့ရတယ်1 championship မှာမလာခင်ကဒူဒီထောင်ဖိုင်နိုင်မှာကပတ်လူပွဲလို့ပါလို့တော်တော်လေးထိုးတာကိုတွေ့ရတယ်ဆိုတော့ပွဲပေါင်းက28ပွဲထိုးတယ်ဒီထက်မှာ20ပွဲနိုင်တယ်ခုနပွဲရှုံးတယ်1 championship ကတော့ ဝမ်ရှမ်ရှိပွဲကတော့အတွေ့အကြုံမရှိသေးဘူးအသက်16နှစ်ဆိုတော့တော်တော်လေးငင်သေးတဲ့ကစားသမားတယောက်ဖြစ်တဲ့အဲရီကာရဲ့အသာချက်ကိုပြန်ပြောမယ်ဆိုရင်အဲရီကာကစထရိုက်ကာတယောက်ဖြစ်တဲ့ပြန်မဲ့တယောက်ကိုနောက်အောင်ကြောက်အောင်ထိုးနိုင်တဲ့ပါဝါရှိတယ်။သုံးချီစလုံးကစားနိုင်တဲ့တက်လုံအပြည့်ပါတယ်။ဝမ်ရှမ်ရှိမှာပေါ့နော်သုံးပွဲလောက်ကစားထားတဲ့ကစားသမားတယောက်ဖြစ်တဲ့အတွက်မွေထိုင်းနဲ့ပတ်သက်ပြီးမှအတွေ့အကြုံတစ်ခုရှိတယ်။ အဲဒီ body kit တွေရတယ်ဒီ eye ball ဘောနော်ဒီတတောင်ရိုက်ချက်တွေရတယ် clip တွေတော်တော်လေးရတာကိုတွေ့တယ်သူရဲ့ဒီနောက်ဆုံးထိုးခဲ့တဲ့အဲတယောက်ဆိုရင်ဒီ body အထိုးချက်နဲ့ပဲသူမအနေနဲ့အနိုင်ရခဲ့တာဖြစ်တယ်ခန္ဓာရင်ကောင်းတယ်ပြင်ဒီအဲ cardio ဘောနော်ဒီတော်တော်လေးလေးကစားတဲ့ပုံစံတွေတော်တော်လေးကောင်းလာကိုတွေ့ရတယ်ဘောနော်သူသူရဲ့အားနည်းချက်ကိုပြောရမယ်ဆိုရင်ဘောနော်အားနည်းချက်ကဒီများတော့ဖြစ် striker ဘောနော်ဒီ striker တွေတော်တော်များများကတိုက်စစ်ဖို့မြေမှာကစားရတဲ့အနေအထားမှာ ကိုရှိကိုကောင်တာလက်တီးပြန်လာတဲ့အချိန်မှာဒီကောင်တာလက်တီးကိုကောင်းကောင်းမကင်တွေ့နိုင်တော့တဲ့အာနေချက်တွေဖြစ်တယ်ပေါ့နော်ဒီအခုဒီအေရီကာလည်းဒီလိုမျိုးသူ့ရဲ့အာနေချက်ကဒီတစ်ခုဟုတ်တယ်ပေါ့နော်ဆိုတော့အဲသူကစတရိတ်ကာဖြစ်တဲ့အတွက်တိုက်ချစ်လိုက်တယ်ဒီချိန်မှာပြန်ဘက်ကနေကောင်တာလက်တီးပြန်လာတဲ့အချိန်မှာအဲကောင်တာလက်တီးကိုကောင်းကောင်းမကင်တွေ့နိုင်တဲ့အခက်ခဲတွေရှိတယ်ဒါကသူ့ရဲ့အာနေချက်ပေါ့နော် ဒါပြန်ပြီးဖြစ်တဲ့ထိုင်းကစားသမားကိုပြန်ကြည့်မယ်ဆိုရင်သူကတော့သူ့ရဲ့မွေထိုင်းပေါ့နော်ဒါကသူတို့ရဲ့ အရိုးရာပေါ့နော်မွေထိုင်း background ကနေလာတယ်အဒီ fight အဒီလုံဖီလီယန်ကစားကုန်းမှာတော်တော်လေးကစားဘူးတယ်ဖထောင် fight နဲ့ကနေလာတယ်မွေထိုင်းမှာ28ပွဲဆိုတဲ့ record ရှိတယ်ဒီထက်မှာသူမအနေနဲ့လည်းဟိုအတိုင်းတာတစ်ခုကိုအနိုင်ရရှိထားတဲ့သူဖြစ်တယ်သူရဲ့ fight ကိုကျွန်တော်သွားကြည့်တဲ့အထက်မှာအဲဒီတိုက်စစ်ဒီကောင်းတယ်ပြီးရင် distant ထိမ်မှဆောသွားတဲ့အပိုင်းတော်တော်ကောင်းတယ်ပြီးရင်ဒီခပတ်ခပတ်လူတဲ့ဖထောင် fight နိုင်မှာခပတ်လူတယ်ဘောနော် ကံကောင်းစွာနဲ့ခပတ်တော့မရတော့ဘူးเนาะသူမဒီခပတ်လုတဲ့အနေမှာသူရှုံးသွားတယ်ပေါ့เนาะအားနည်းချက်ကိုရှားမယ်ဆိုရင်ဒီထိုက်ကစားသမားက1 championship မှာတကားမှလည်းမကစားဘူးဆိုတော့အဲဒီ1 championship မှာအခုမှပွဲဦးထွက်ဆိုတော့သူအနေနဲ့အဲဒီလောက်လူအများကြီးမှထိုးရတာအခက်ခဲဖြစ်မယ်တင်တယ်ပွဲဦးထွက်ဆိုတဲ့အတိုင်းပေါ့เนาะလူတိုင်းကတော့ဒီအတွက်ကိုအာယုံမဆိုင်နိုင်တာတို့ဒီ nervous အရန်ဖြစ်ပြမှာပေါ့เนาะဒီ sick အရန်လှုပ်ရှားမှာဒီပွဲကိုအာယုံအပြေအဝအာယုံမဆိုင်နိုင်တာတို့ဖြစ်နိုင်မြတ် ဲဒီရှေရှော်လက်ရှော်ဖြစ်တတ်တဲ့သဘောတရားရှိတယ်ပြန်လက်ကဒီလိုမျိုးဒီပွဲရဲ့ပွဲပြီးရက်လက်ကဒီလိုမျိုးဖြစ်လာနိုင်ပေါ့နော်တကယ်လို့ပေါ့နော်ဒီအေရီကာက distant ခုနဲ့ paste ခုကိုထိမွားဆော့မယ်ဆိုရင်ဒီ anonymous decision နဲ့ဒီပွဲပြီးသွားနိုင်တယ်နောက်တစ်ခုဖြစ်နိုင်တဲ့ဟာပေါ့နော်တကယ်လို့ဒီအေရီကာကသူ့ရဲ့အဲဒီ clean buying တွေပြီးရင်ဒီတတောင်ရိုက်ချက်တွေကိုခြေကန်ချက်တွေကိုအဲဒီဒီ game လေးကိုပဲမနောင်ကောင်းကောင်းလေးအသုံးချမယ် အဲအသုံးပြုနိုင်မယ်ဆိုရင်တော့ဒီပွဲကအတိုင်းပွဲရက်နဲ့ပွဲပြီးသွားနိုင်တယ်ပရိတ်သတ်တွေတော်တော်များများကလည်းပေါ့နော်အေရီကာအနိုင်ရတာကိုပဲမြင်ချင်မယ်လို့ထင်ပါတယ်ဆိုတော့ဒီအခုဒီသူ့ရဲ့ပြိုင်ဘက်ကစားသမားကလည်းအသက်လေးနေသေးတယ်ဆိုတော့ခြေလျှောက်မှာအလားအလာအများကြီးရှိနိုင်သေးတယ်ပေါ့နော်ဆိုတော့အဲပရိတ်သတ်တွေအနေနဲ့ပေါ့ဒီကစားသမားမြောက်မှာ အဲပေတယောက်ကဒီပွဲမှာအနိုင်ရမယ်လို့ထင်တယ်ပေါ့နော်ဘယ်သူကိုအားပေးချမလဲပေါ့နော်ဒီဟာကိုကျွန်တော်ရဲ့ comment အောက်မှာဝင်ပြီးမှရေးသွားပေးဦးပေါ့နော်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်